ါရှင်။နွေမာလာ၁၀ရက်တနင်္လာနေ့အတွက်ရွှေရံကုန်းရဲ့လွတ်လပ်ချက်ချရန်ကုန်တရိပ်များကိုတင်ဆက်ပေးတော်မှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ရံကုန်မြို့မှာကျင်းပတဲ့ Overflow Music Festival ဖြောပြပွဲတွင်ညဉ့်ဉန်းစကားများပြောဆိုခဲ့သူပါဝင်တိဆိုဖြောပြသူများနှင့်ပွဲစီစဉ်သူများစုစုပေါင်း၁၆ဦးကိုဖမ်းဆီးအရေးယူထားတဲ့တဲ့။ရှမ်းကုန်းမြို့ Eastern Yangon Event ပတ်မှာကျင်းပတဲ့ Overflow Music Festival ဖြောပြပွဲတွင်ညဉ့်ဉန်းစကားများပြောဆိုခဲ့သူအပါအဝင် တိဆုပ်ဖြောပြသူများနဲ့ပွဲစီစဉ်သူများစုစုပေါင်း16ဦးကိုဖမ်းဆီးရေးယူထားတယ်လို့သိရပါဗျ။နိုဝင်ဘာ၂ရက်ညပိုင်းကရန်ကုန်တိုင်းဒေသကြီးတင်ငန်းချုံမြို့နယ်သူဝနာ29ရက်ကွက်ပေါ်ဆန်းမွေလန်ရှိ Eastern Yangon Event ပတ်မှာကျင်းပတဲ့ Overflow Music Festival ဖြောပြပွဲတွင်အဆိုတော်ဝင်းခေါ်ရဲဝင်းအောင်ခေါ်ဗလာနဲ့တိမင်းထိုက်တို့ဦးဆောင်တဲ့အဖွဲ့မှာ အများပြည်သူအားစိုးရင်ထိတ်လန့်မှုဖြစ်ပေါ်စေပြီးညဉ့်ညံသောစကားများပြောဆိုကာတိဆိုကခုံဖြိုပြခဲ့ကြတာကြောင့်အရေးယူစာဝန်နိုင်ရေးစုံလန်းဖော်ထုတ်ခဲ့လို့သိရပါတယ်။အများပြည်သူအားစိုးရင်ထိတ်လန့်မှုဖြစ်ပေါ်စေပြီးညဉ့်ညံသောစကားများပြောဆိုကာကွန်တုံများဖြန့်ဝေပြီးတိဆိုကခုံခဲ့ကြသူများဖြစ်ကြတဲ့အစိုးရဝင်ခေါ်ရဲဝင်အောင်ခေါ်ဗလာနဲ့သိမ့်မင်းထက်တို့ပါအမျိုးသား73ဦးနဲ့ပွဲစီစဉ်သူများဖြစ်တဲ့တင်ရတနာသိမ့်ဟန်လင်းထက်နဲ့အောင်ခတ်မော်ခေါ်ဂျပန်ကြီးတို့အား တငန်းချုံမြို့နယ်သူဝနနေမြေရေစကန်မှာပ123မြင်းဆောင်2025ရှာသက်ကြီးပုံမှန်905ကမြင်းဆောင်294မြင်းဆောင်134အရအမှုဖွင့်အရေးယူထားတယ်လို့သိရှိရပါတယ်ရှင်ဆက်လက်တင်ဆက်ပြမှာကတော့ပြန်ကားမောင်းလာတဲ့အမျိုးသမီးတအူလမ်းဘေးထက်တိုင်ဝင်တိုင်မှုဖြစ်ွားတဲ့တဲ့။နိုဝင်ဘာ9ရက်နေ့နဲ့အစောပိုင်းကပြန်ကားမောင်းလာတဲ့အမျိုးသမီးတအူဆလိဖြစ်ကားလမ်းဘေးထက်တိုင်ဝင်တိုက်ရမှာကားတွင်းညနေရာကြောင့်ဝိုင်းဝန်းကတ်ထုတ်ခဲ့ရလို့သိရပါဗျ။ ဖြစ်စဉ်မှာနိုဝင်ဘာလ9ရက်နေ့နဲ့2:55မိနစ်ခန့်ကတကုံမြို့နယ်အလံပြဖရားလမ်းမပေါ်တရိษံဥယျာဉ်မီးပွားအင်းဒီမော်တော်ယာဉ်တစီစလေးဖြစ်ရာမှာလမ်းဘေးတတိုင်အားဝင်တိုက်မိကကားအတွင်းအမျိုးသမီးတအူးညက်နေတဲ့အတွက်မြန်မာနိုင်ငံမိသက်တပ်ဖွဲ့အနာဂတ်အလင်းနဲ့ပရိုက်တာအသင်းနဲ့စံပြပရိုက်တာအသင်းစတဲ့အဖွဲ့အစည်းများမှရှာဖွေခဲ့စေရည်များထောက်ကူညီပေးကြပါတယ်။ လူနာအမျိုးသမီးအားစံပြလူမှုကူညီပရိုက်တာအသည်းမှလူနာတရင်ဖြင့်ရန်ကုန်စေယုံကြီးရေးပေါ်ဌာနသို့ဆက်လက်ပို့ဆောင်ကူညီပေးခဲ့တယ်လို့လည်းသိရှိရပါတယ်ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့ AWVVF4 Vivo Nan Championship 2025ပြိုင်ပွဲမှာမြန်မာ Vivo Nan အသင်းရွှေတိစိတ်နှစ်ခုအပါအဝင်စုတိစိတ်ပေါင်း14ခုစကူရရှိတဲ့တဲ့။အင်ဒိုနီးရှားနိုင်ငံဘာလီမြို့မှာနိုဝင်ဘာ10ရက်မှ10ရက်ထိကျင်းပခဲ့တဲ့ AWVVF4 ဖိုဗီနန်ချန်ပီယံရှစ်2025ပြိုင်ပွဲမှာမြန်မာဖိုဗီနန်အသင်းကရွှေတံဆိပ်2ခုငွေတံဆိပ်5ခုဂျေတံဆိပ်9ခုစစ်စုပေါင်းစုတံဆိပ်14ခုစကူရရှိခဲ့တယ်လို့သိရပါတယ်မြန်မာဖိုဗီနန်အသင်းအနေနဲ့အဲ့ဒီပြိုင်ပွဲကိုအထုပ်သူနီးပြ2ဦးအာကစားသမားအမျိုးသား3ဦးအမျိုးသမီး3ဦးစစ်စုပေါင်း10ဦးတို့ကအာကစားနီးအမျိုးအစား event 16မျိုးဝင်ရောက်ရှင်ပြိုင်ခဲ့ကြပါပွဲစဉ်တွေကမှအမျိုးသမီး48 51ကီလိုတန်းအတိုက်ပြိုင်ပွဲမှာမနှင်းသက်ဝေက ရွှေတစိတ်တစ်ခု Dream Night from Freeme အမျိုးသမီးတစ်မျိုးနှစ်လက်အပြပြိုင်ပွဲနဲ့ Shen Sap from Freeme အမျိုးသမီးဓာတ်တလက်အပြပြိုင်ပွဲတို့မှာမတ်မီဟန်ဒီအောင်လွင်ကရွှေတစိတ်တစ်ခုနဲ့ဂျီတစိတ်တစ်ခုစကူရရှိခဲ့တယ်လို့ဆိုပါတယ်။နိုဝင်ဘာ9ရက်ပြိုင်ပွဲများပြီးဆုံးချိန်မှာတော့မြန်မာအသင်းဟာအာကစားနီအမျိုးအစား event 14ခုကနေရွှေတစိတ်2ခု၊ငွေတစိတ်5ခု၊ဂျီတစိတ်9ခုစုစုပေါင်းစုတစိတ်14ခုတို့ကိုမြန်မာနိုင်ငံအတွက်ထပ်ထိုက်တန်းနဲ့စကူရယူပေးနိုင်ခဲ့တာဖြစ်တယ်လို့သိရပါပါတယ်ရှင်။ နောက်ထပ်တင်ဆက်ပေးမှာကတော့မြေကျောက်ဆုပ်ယူမှုကြောင့်အဖျောက်တွင်ကံမပြူကျမှုများဆက်တိုက်ဖြစ်ပေါ်နေတဲ့တဲ့။မြေကျောက်ဆုပ်ယူမှုကြောင့်အဖျောက်မြို့တွင်ကံမပြူကျမှုများဆက်တိုက်ဖြစ်ပေါ်နေပြီးစက်မှန်ရန်လိုအပ်ကြောင်းဒေသတည်များအရသိရပါဗျ။ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်အဖျောက်မြို့အနီးအေရဝတီမြေကျောက်တွင်မှပြီးခဲ့တဲ့ဩဂတ်လမှစတင်ကမြေကျောက်များကိုနေ့စဉ်နေပါဆုပ်ယူနေကြောင်းသိရပါဗျ။ အဲ့လိုမြေကျောက်ဆုပ်နေမှုများကြောင့်အဖျောက်မြုပ်ပါဝင် အနည်းပတ်ဝန်းကျင်ရှိကျေးရွာများတွင်ကမ်းမပြူကျမှုများဖြစ်ပေါ်လျက်ရှိပြီးဒေသခံများအနေဖြင့်ရွှေ့ပြောင်းနေထိုင်ရမှုများရှိနေပြီးသက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်းအစုပါလုပ်ငန်းစဉ်များကိုစီစစ်ကြမှတ်ပေးရန်လိုအပ်လျက်ရှိကြောင်းသိရှိရပါသည်ရှင်။ပြည်သူများရှင်ကျွန်တော်တို့ရှန်ကုန်မီဒီယာကနေရန်ကုန်တိုင်းဒေသကြီးတွင်မှဖြစ်ပေါ်နေတဲ့သတင်းဖြစ်စဉ်များကိုအချိန်နဲ့တပြေးညီသိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါသည်။ကြည့်ရှုပေးခဲ့ကြတဲ့ပြည်သူများကိုကျေးဇူးတင်ရှိပါသည်ရှင်။